โอเคမင်္ဂလာပါကျွန်တော် CDS ကွန်ပျူတာနေပြန်နေကြိုဆိုပါရစေဟုတ်ပြီကဲကျွန်တော်တို့ဒီခေါက်မှာ error လေးတွေ mix ဆက်ခဲ့ကဲလက်တွေ့လေး error တက်ကြအောင်ကဲဒီ program ကိုရဲ့သွားလာကြည့်မယ်ကျွန်တော် value ဆိုပြီးတော့ value ဆိုပြီးကျွန်တော် variable name ယူလိုက် variable ဆိုတာဘာလဲပြောပြီးနော် memory allocation တခုနာမည်ပေးပြီးမှယူလိုက် value ဆိုတဲ့နာမည်လေးနဲ့ memory ကျောင်းပေါ်မှာကျွန်တော်နေရာတခုယူလိုက်တယ်ဇက်တခုယူလိုက်တယ်โอเคနာမည်ပေးပြီး equal sign နဲ့သူ့ထဲဥပါထက်တန်ဖိုးထည့်တန်ဖိုးထည့်တဲ့အချိန်မှာကျွန်တော်ဘာကိုသုံး find တဲ့ bit function inbox ကိုသုံး input ကိုဘာလို့သုံး keyboard ကနေ source ကျွန်တော်တို့ program ရဲ့ data source တွေရေးလေ data source မှာကိုလို့ဆောင်ချက်ကမောက်ကလေးမှာဟာလုံးပါလားအတန်ပိုင်းနိုင်ရင်လည်းထိန်းချုပ်ပါလား test ခုနေနဲ့လုံးပါလားအဲအဲ့ဒီခုဒီနေရာမှာကျွန်တော်ဒီအာ user ခုကျွန်တော်ဟိုဟာ program data program ထားပါနော် user keyboard ကရိုက်လိုက်တဲ့တန်ဖို့ကျွန်တော်ယူခြင်းတယ်သူ keyboard ကဘာတွေရိုက်မှာလဲရိုက်လို့ရတဲ့ keyboard ပေါင်းအလုံးတရာရှိတယ် ဟုတ်ကဲ့အဘက်စလက်တွေဖော်ဝတ်စလက်တွေအော်ကီးဘုတ်ရဲ့နာမည်လေကွန်မန့်ထားပြီးတိုက်တွေအက်စထရိုက်တွေဟက်ဆိုင်းတွေပေါင်ဆိုင်းတွေအမ်ဘာဆက်တွေဟုတ်ကဲ့အဲဒါတွေကကာလိုက်တာထူးဆန်းတယ်သူကြိုက်တဲ့မြတ်ကာလိုက်တာတွေကျွန်တော်တို့ကဘာလို့အင်ဘော့စ်မန့်တက်ယူမယ်ယူပြီးတော့ပရဒန်ပြန်အဲပြန်တဲ့သူကသူကရိုင်းလိုက်တဲ့ဟာကိုဒီ input ဆိုတဲ့ building function ရလောက်ဆောင်ရတာဗာပြန်ပြပါ return ပြန်ပြပဲပြန်ပေးတဲ့ဟာကိုကျွန်တော်ဒီ value ဆိုတဲ့ memory ပေါ်မှာနေရာယူပြီးတော့ value ဆိုတဲ့နာမည်လေးနဲ့ item ပို့လို့ကျွန်တော်တင်ပါဒါပထမတစ်ချက် okay အဲ့ဒါဒီ input ထည့်တာဖြစ်တော့ကျွန်တော်ဒီ detail ကိုဗာထည့်တော့ string data type လေးထည့်မယ် string data type ကကြာဘာထည့်လဲဆိုရင်ဒီ import လောက်ဆောင်ကြတာနှစ်ခုကြီးကိုကျွန်တော်ထည့်လိုက်တဲ့ type set number between ဆိုတာလေးကိုလည်းပြောစာချောင်းပြမယ်၃နဲ့လို့ပြမြင်တရား1နဲ့30တွင်းမှာရရမယ်ဟောသူလိုပြောတာနော်ဟောပြီးအဆင်ပြေတယ် import ဒီ data အကုန်လုံးလက်ခံနိုင်တယ်ကြည်ဒါပဲဒါဒီဒီချောင်းရဲ့တည့်ပြတာပဲဒီစာလေးကို user ကိုပြမယ်ပြပြီး user ရိုက်လိုက်တဲ့ဟာကိုလက်ခံမယ်ဒီ import method လေးရလက်ခံပြီးတော့ကျွန်တော်ကဘယ်ထည့်သိမ်းလို့ value ဆိုတဲ့နာမည်နဲ့ memory ပေါ်မှာတင်လိုက်ပြီ okay တင်ပြီးရင်ကျွန်တော်ဒီအဲ့ဒီသူထည့်လိုက်တဲ့ value တွေကိုကျွန်တော်စစ်ချင်တာ user ဆက်လိုက်တဲ့ဟာတွေကိုကျွန်တော်မလုပ်စမ်း condition အခြေအနေစစ်ချင်တာသူကျတော့ဒါဆို risk တော်တော်များသွားပြီလေဖြစ်နိုင်တာဖြစ်လာနိုင်တဲ့ error တွေတော်တော်များသွား keyboard ကြီးတစ်ခုလုံးက keyboard အလုံးပေါင်းတရာရောရှိနေတာပဲဟုတ်လားဟော get lot တွေရော shit တွေရောအကုန်ပေါင်းပြောတာနော်ပြန်ပြန်တရာနီးမှရှိနေမှာပဲ keyboard လုံးနေရှိနေတဲ့တရာနီးမှသူရိုက်ချင်တိုင်းရိုက်မှာ okay မလားသူရိုက်ချင်တိုင်းရိုက်မှာသူရိုက်ချင်တိုင်းရိုက်မှာဖြစ်တဲ့အတွက်ကျွန်တော်တို့ဒီထိန်းချုပ်ဖို့လိုသွားတယ်ဟောကျွန်တော်အဲ့ဒါဘာလေးနဲ့ထိန်းချုပ်လဲ condition if လေးနဲ့ထိန်းချုပ်ဟာ value.stitching ဟာ သူရလိုက်တဲ့ဟာက is digits ဒါလည်း bit information ပဲနော် value.is digits ဟောဘယ် is digits ဆိုတဲ့နာမည်လေး ਨੇ ဟောဗျာ is digits ဆိုတဲ့အဓိပ္ပာယ်လေးက digits ကနန်းလားကနန်းဆိုရင်ခုပြန်မယ်အဓိပ္ပာယ်လေးပါနော်ဒီ dx မသက်လောက်ဆောင်ကြတာ truth or false တခုခုပြန်ဘယ်လိုပြန်မှာလဲသူရလာတဲ့ demo သူစစ်ကြည့် value.is digits အော်ဒီရလိုက်တဲ့ demo က digits ကနန်းလားကနန်းဆိုရင်ဟုတ်တယ် true ပြန်မယ် true တန်ဖို့နော် true data type boolean data type တခုပြန်မယ် မကနန်းမဟုတ်ဆိုရင် for ပြန်ဟုတ်လားအဲ့တော့ကျွန်တော်ကကြောင်းပြန်လမ်းပြီးစလိုက်တယ်ကနန်းဟုတ်တယ်ဆိုတော့ဘာဖြစ်မှာလဲ true ပြန်မှာ true ပြန်မှာဆိုကျွန်တော်တို့ဒီ not လေးနဲ့ခံလာတော့ဒီ not true ဆိုဘာဖြစ်လဲ for ဖြစ်လာဟုတ်လားကနန်းမဟုတ်ဘူးဆိုရင်ဒီအလုပ်ကိုမလုပ်ကနန်းဟုတ်တယ်ဆိုမှ तू ချက်လာ you must type between once and then or that please တကယ်လို့ကနန်းမဟုတ်ဘူးဆိုရင်ဟို once and then one နဲ့တော့သူပဲရရပါမယ်ဆိုသူပြန်ပြောမယ်လုံးမလုံး okay as ချိန်မှတင်ခဲ့တဲ့အတိုင်းမလို့ဒါမှမဟုတ်ဘူးဆိုရင် if နဲ့ထပ်စေအောင်မှာ if ထဲမှာ now if clause တွေက if အုပ်စုတွေ if flow တွေက asset flow တွေမှာเนาะ if တခုနဲ့ထပ်စစ်တယ်ဟော value ကတကယ်လို့မှ digit များရခဲ့တယ်ဆိုရင်0ဆို0 10ဆို10ထပ်စစ်တယ်0ထပ်လဲကြီးမယ်10ထပ်လဲငယ်မယ်အဲ့ dot twin ဆိုတော့ကိုယ်ထပ်စစ်တယ် if နဲ့ပဲလုံးနေတာ if နဲ့ပဲလုံးနေတာကျွန်တော်ဒီမှာ if ပေါ့ဘူးเนาะဒါဒီလင်းကလာ if တင်မှာမဟုတ်ဒါပေမဲ့ if နဲ့စင်တူတယ် if လက်ဒီလိုလုံးတယ်လုံးတယ်ဆိုတော့ကျွန်တော်ပြချင်တာ okay မလား okay print ဆိုရယ် you type value ဟောမင်းဒါတက်ရရင်တက်ရတယ်နေ့ရနေရင်တော့ရတယ်ဒါထဲမဲ့ print ထုတ်ပြန် as is ဒီ nested if เนาะ ဒီ if ရဲ့ဒီ f လဲဒီ if ရဲ့ neighbor ပဲရှိပြာဒီအပေါ် if နဲ့မဆိုင်ဘူးအဲ့လိုမှမဟုတ်ရင် their value a encode အမြင်ရတဲ့ value မမှန်ပါဘူးဆိုပြီးတော့ဆက်မယ်ဒါကလည်းကျွန်တော်က30စက်တည်းရိုင်းမိတယ်ဆိုကဲကို run ကြည့်မယ်ကျွန်တော်ပြောတဲ့လမ်းလောလောလား run module ဟုတ်ပြီကြည့်မယ်နော်ကျွန်တော်ရှင်းပြမယ်ကျွန်တော်ရှင်းပြမယ်ခဏလေးပါခဏလေးပါခဏလေးပါဟုတ်ပြီဒါလေးလည်းနည်းနည်းလေးခြုံလိုက်ပါမယ်နောက်ခုလုံးမြင်တာထင်တာဖြစ်အောင်လို့နော် okay ဟုတ်ပြီကဲကျွန်တော်တွေ့ရကြခိုင်းတယ် ယူဒိုင်းနံပါတ်1 and death အဲ့ဒီမှာကျွန်တော်စာသွားရမယ်ဤသွားရမယ် strength တန်ဖို့ဤသွားရမယ်ဟော human style between once and death ဟာသူစစ်လိုက်တယ်ကျွန်တော် strength ဤသွားရတယ်ရလာလဲကျွန်မဒီ is တစ်ချက်ဒီကဏ္ဍဆိုရင်ဗာပြန်ပါတော့ထူးပြန်တာတခြားနားတော့ဘယ်လိုကဏ္ဍဆိုရင်ထူးပြန်ပါကဏ္ဍမဟုတ်တခြားစာဆိုရင် for ပြန်တာဟုတ်လားဟုတ်လား for ပြန် for ပြန်ပါဆိုတော့ကျွန်တော်တို့ကတကယ်ဒီဒီဒီချင်းနေဆိုသူက not မပါတယ်ဒီချင်းနေဆိုသူကဗာဗာတန်ဖို့ဖြစ်နေ for ဖြစ်4ဆိုရင်ဒီ if ကပုံစံဒီဒီစာကြောင့်ဘာဖြစ်သွားမလဲကြော်သွားမှာသူကမှန်မှာ if ဆိုကွန်နတီချင်းအခြေအနေမှန်နေမှလောက်ပါလေအဲဆိုမှန်မှန်မှန်တော့လို့ not လေးထည့်လိုက်တယ် not false ဆိုတော့ဘာဖြစ်တာ true ဖြစ်တယ် true ဖြစ်တာမှန်တော့လို့ပြောတာကိုရိုက်တယ်အော် logic စဉ်းစားဖို့နော် logic စဉ်းစားဖို့သူ့ရဲ့ building function တွေ building method တွေသူ့ရဲ့ attribute တွေ building attribute တွေဒါဆိုဒီ value ဆိုတဲ့ tempo input ကလွတ်လိုက်တယ် value ဆိုတဲ့ tempo မှာဒီ is digits method ဆိုတာနေရာတိုင်းမှာတုံးလို့ရတယ်ဒါကျွန်တော်မေးဟဲ့မေး is digits ရယ်မေးဘယ်ကနေဒီကြည့်တာ object documentation မှာအကုန်ပါပြီလား ောက်ကျတော့သူ့ရဲ့ Python ကျွန်တော်တို့ install လုပ်တဲ့အချိန်မှာ Python Enterprise အိမ်မှာရတယ်အကုန်ပါပြီလားရေးပြီလား .py file နဲ့အကုန်လုံးသူကဆိုတော့ဒါလိုချိတ်ချုပ်ချုပ်ချက်ချိတ်ဆက်ထားအောင်ပါဗျာ module တွေနော် okay အဲ့ဒီပုံလေးဟောပြီးရပြီဒါအဆင်ပြေတယ်ဤတော့ကျွန်တော်ထပ် run အောင်မယ်ထပ် run ဝင်တော့ဒါဒီချက်ပြီးသွားဤဖြစ်တာပြီးတော့ဒီအဆင်မပြေဘူးလောက်ပြီကနောက်တစ်ခုကဲကျွန်တော်ကနန်းရိုင်းမယ် okay နော်ဒီကကျွန်တော်30ရိုက်ကြည့်မယ်30ဆိုတော့30ထက်ငယ်ရမယ်လို့ပြောတာနဲ့ကျွန်တော်တို့တောင်မှာ30ရိုက်တယ်အိုး โอ้เอร่าตัดตัวเสยย้ายเลยบาဖြစ်သွားလဲเอร่าตัดตัวကြည့်မယ်ဒါပထမဆုံးเอร่าဆက်တက်တယ်ကျွန်တော်เอร่าတစ်ခုတက်တယ်ဒီเอร่าကိုကျွန်တော်တို့ဘာเอร่าလဲစင်မယ်သူတွဲဒါကိုကျွန်တော်တို့ကဲတိုင်းရင်နေနေစင်မယ်ဆို combine တိုင်းနဲ့ run တိုင်းဟော combine တိုင်းဆိုတော့အဲ့အဲ့ဒါနဲ့မျိုးစားတဲ့အရာတွေတော့ဒီမှာတိုင်းအချင်းကြီးနဲ့အချင်းကြီးနဲ့ခွဲပြရင် combine တိုင်းရင်နေ run တိုင်းရင်ခုနရှင်းပြမယ်နော် okay ဒါစီဒီပုံစံတက်တဲ့ဟာဒီ combine တိုင်းလည်းမဟုတ် run တိုင်းဖြစ်အဲ့လို run ပြီးမှဖြစ်တာလေ run လို့ပဲကျွန်တော်တို့ဒီစာအုပ်တောင်ရိုက်လို့ရနေလို့ programming စ run နေလို့ဒီကနေစ run နေလို့ဒါအောင်စရတယ်ဒါ combine တိုင်းမဟုတ်ဒါ run တိုင်း run တိုင်းမှာတက်တက်တဲ့အဲ့ဒါဘာလဲဒါလည်းကြည့်ကြည့်မယ်ကျွန်တော်ပြောတယ် run တိုင်းအဲ့ဒါမှာဟော commission နဲ့ omission နှစ်မျိုးရှိသေးတယ်အဓိပ္ပာယ်နှစ်မျိုးရှိသေးတယ်လို့ပြောကြည့်မယ်ဒါဘလို့အခြေအနေမှာဖြစ်တာလဲ line says in module တဲ့ if value greater than 0 less than 10 type error type error အဲ့ဒါမျိုးစားတယ်ဗါလဲ greater than not support between instant or str and ind ဖြစ်ရတွေ့ data type ဒီမှာ type error type မျိုးစားပါဖြစ်နေ error မျိုးစားကွာ type error type ဆိုရင်တော့ဘာလို့ပြောရလဲ data type data type เนาะကျွန်တော်တို့ရှိမှပြောခဲ့တဲ့ data အခြေခံ data တွေကြီးလေစာကြောင်းလား string လား number လား boolean လားအခြေခံ data တွေနော်ခု number နဲ့မှာမှာ ind လား float လားဘာလားညာလား or boolean နဲ့မှာမှာ true လား false လား string နဲ့မှာမှာ ကာရိုက်တာလေးလာလာအဲ့ဆိုတော့ဒီမှာဘာအဲ့ဒါလဲကျွန်တော်ပြမယ်ဘာအဲ့ဒါလဲကျွန်တော်ရှင်းပြမယ် type error ဟာသွက်ပြဒါစီ combiner error combine လုပ်နေတဲ့ချိန်မှာဖြစ်တာဘာလို့ type error ဖြစ်တာလဲဒီမှာလေကျွန်တော်ဒီ import method ရဲ့အတိတ်ပဲဟိုဒါကျွန်တော်က documentation မှာတခြားမဖတ်ခဲ့ဘူးလို့ယူဆလိုက်မယ်ဒီ import method ဒီဟုတ်တယ် keyboard ကရိုက်လိုက်တဲ့ဟာကို return ပြန်ပြန်တဲ့ချိန်မှာ computer မှာ data type ကိုတတိထားရတယ်ဟာဘာ data type နဲ့ return ပြန်လာလဲ match ရသူဒီအားလုံး import ကပြန်လာတဲ့ဟာတွေအားလုံးဒီဘာလဲဆို string data type ဘာဒေတာတိုင်းလဲ string data type string မျိုးစားစာကြောင်းမျိုးစားကျွန်တော်တို့စစ်နေတာဒီ greater than less than ဒီသူပြောတယ် not supported between instance or str and int ဟုတ်ဟုတ်လား string tempo နဲ့ int ကြားထဲမှာဒီကောင်းနေဒီ greater than less than သွားနှိုင်းရှင်လို့မရဘူးသုံးလို့မရဘူးတဲ့အဲ့ဒါဆိုကျွန်တော်တို့လုပ်ပြရမှာဒီဘာလဲဘာလဲ ျွန်တော်တို့လုပ်ပြမယ်ဒီ values ကိုဗာပြောင်းပြန်ဒီချင်းနေမှာပြောင်းနေအောင်ဒီချင်းနေကသူက digit homo ဆင်လိုက် digit ကိစ္စပြီးသွားတယ်ကနန်းဟုတ်လား digit d if နာမှာ s if ဘယ်လိုလုပ်မလဲဆိုရင်အဲ့လိုမှမဟုတ်ဆို van ue value equal ဘာလုပ်မလဲဆိုရင် int နဲ့ပြောင်းပြန် van ue value ဆိုဘာတန်ဖို့ပြောင်းပေးလိုက်တာတော့ int ဆိုတဲ့ int တန်ဖို့ပြောင်းကနန်းတန်ဖို့ပြောင်းပေးလိုက်ဒါဆိုရင်ဒီအဲ့ဒါဒါဒီဘာအဲ့ဒါလဲကျွန်တော်တို့ပြခဲ့တယ် type brand အဲ့ဒါနှစ်ခလုံးရှင်းပြမယ်နော်တိုင်းအနေနဲ့ဆိုရင်ဘာတိုင်းလဲဆိုရင် brand တိုင်းအဲ့ဒါ run ပြီးမှတက်တဲ့အဲ့ဒါမ run ခင်တက်တာမဟုတ်ဘူးနော်မ run ခင်တက်တာပါတော့ combine တိုင်းအဲ့ဒါ combine တိုင်းအဲ့ဒါပြည့်ပြည့်ကြည့်ဆိုတော့တိုင်းအနေနဲ့ဆိုရင် run တိုင်းအဲ့ဒါ run တိုင်းအဲ့ဒါမှာ commission လား omission လားဆိုကျွန်တော်ကိုပြောင်းဒါဒီကျွန်တော်တို့ commission commission ဆိုတာဘယ်လို commission လဲ commission ဆိုတော့ commission ပေါ့နော် commission ပွဲသားကြားကန်ဟုတ်နော်ကျွန်တော်တို့လုပ်ရမယ် ကြားခံတာဒါလေတို့တခုနဲ့တခုမှာ IND ဆိုကြားခံပြီးပြောင်းပြောင်းပဲခေတာလေကျွန်တော်တို့ဒီမပြောင်းမိကြလို့ကျွန်တော်တို့သတိမေ့သွားတော့ဘာဖြစ်တယ်လဲ tentative error this is a runtime error runtime မှာမှာ commission error okay မလားအပြီးနောက်တစ်ခုကြည့်မယ်နောက်တစ်ခုနည်းနည်းကြည့်မယ်အဲ့ဒါအဲ့ကျွန်တော်ပြောဒါအဲ့ဒါ not a error သုံးမျိုးခွဲတာအမျိုးအစားအနေနဲ့သုံးမျိုး syntax error နဲ့ semantic error logic ကအဒီမှာအဲ့ဒါ syntax error လား no ကျွန်တော်ဗာ syntax မှာမမအောင်ဗာ syntax မှာမမအောင်ဒီမှာဒီနဲ့ဒီနဲ့ခြားထားတယ် ဒီနေ့ဒီနေ့လဲခြားထားတယ်အစဉ်ပြေတယ်ဘာကာလီဘလက်မှာလည်းမထည့်ဘူးဘာသူပြောတဲ့အတိုင်းပဲ DF ဆို DO ဆုတွေမှာပြောင်းနေဘာ syntax မှာအားကြောင့်ဒါဒီ syntax error မဟုတ်ဘူးဟာစီမတ်တဲ့အတိတ်ပဲမှားတာလားအတိတ်ပဲမှားတာလားဒါမှမဟုတ် logic ကြီး logic မှားတာလားအဲဒီနားမှာကျွန်တော်တို့စကားပြောပြီဒီ error နှစ်ခုကတကယ်ကြတော့အာဒီ error နှစ်ခုရဲ့မှတ်ချက်လေးမှတ်ထားပြီးပါများသောဖြင့်တချို့ developer တွေကဒီ syntax နဲ့ syntax ကို sorry ဒီ cement တဲ့ logic ကိုမခွဲဘူးတမျိုးပဲလို့ပြောတယ်။အဲကြောင့်ကျွန်တော်တို့ကတက်နေတဲ့အဲဒါ cement တဲ့ logic ကလားဒါကတကယ်ကျ beacon အနေနဲ့ဒါဒီဒီမျိုးစားတအားကြီးခွဲတယ်မလို့။ဒါဆိုကျွန်တော်တို့လည်းမေးဒါဆိုကျွန်တော်ကမရေမရဖြာဒါ cement တဲ့လို့လို့ logical လို့လို့ဖြေရတော့မယ်။ဟုတ်ပြီနော်။တကယ်ကျတော့ဒါ logical ပါပဲ။အဓိပ္ပာယ် meaning နဲ့မှားသွားတာပေါ့။အ sorry logical မဟုတ် cement တဲ့ပြ။အဓိပ္ပာယ် meaning နဲ့မှားသွားတယ်။ဟုတ်တယ်လေကျွန်တော်တို့ဒီမှာ strain data line နဲ့ခံတယ်။ strain data line ကိုကျွန်တော်တို့ IND မပြောင်းမိပါနဲ့။3 million ရောက်ပြီးတော့ ဒီစာကြောင်းဒီကုတ်ကြောင်းလေးပြောင်းဖို့အတွက်ကိုလက်ခံလိုက်တဲ့ input ကလက်ခံလိုက်တဲ့ value ကိုကိုအသုံးပြုမဲ့ data type ပြောင်းဖို့အတွက်ကျွန်တော်တို့ဘာဖြစ်ခဲ့လဲမေ့လျော့ခဲ့တယ်ကြော်သွားခဲ့တယ်မတိမတာဖြစ်သွားခဲ့တယ်ဖြစ်သွားခဲ့ပြီးတော့ဒီလိုလောလဲလို့ဒီ error ကြီးလာတယ်အခုကျွန်တော်ဒီကုတ်ကြောင်းလေးထည့်လိုက်တယ်ပြန်ဆန်းကြည့်မယ်နော်ထည့်လိုက်တဲ့ value ကိုကျွန်တော်ဘာပြောင်းလိုက်ပြီ int value ဆိုပြီး value လေးကိုပြန်ထည့်လိုက်ပြီးပြောင်းပုံပြောင်းနေလိုက်တယ်ဒီ value ဆိုတဲ့ variable တဲကိုပဲသူပြောင်းလိုက်တဲ့ int ကို IND ပြောင်းပြီးတော့ demo ပြန်ပြီးတော့ assign လုပ်လိုက်တော့ဒီ value ဒီ string mode ဒီမှာ input ကနေလာတာညံပါတော့ string data type ဖြစ်နေတယ်ဒီအခြေအနေမှာကျွန်တော်တို့ကပြောင်းလိုက်တယ် okay မလားကဲစားဒါဒီကျွန်တော်တို့ run time error ဟို type အနေနဲ့ဆိုပါရင်ဒါလည်းဆို semantic error အဲ့ဒီပဲတွေလွှဲမှားနေတယ်လေဟုတ်နော် okay ဒါပဲဒါဒီကျွန်တော်တို့က if နဲ့ရှင်းတယ်ကြွရပြီကျွန်တော်ခုနက test ဆယ်ရပြီ all load လုပ်တယ် your values type is incorrect မြင်ဟိုမမှန်ဘူးလေဟုတ်ခုနကလို test ဆယ်ရလို့တော့ greater than less than ပြဿနာပြသေးလား မပြတော့ဘာဖြစ်လို့လဲကျွန်တော် data type ပြောင်းလိုက်တယ်လေဒါ error လဲ type error โอเคပြန် run ကြည့်မယ်ပြန် run ကြည့်မယ်ကဲကျွန်တော်အမင်းခဏ30အတွင်းဆိုတော့9ရိုက်လိုက် you type 5တွေ့တယ်နော်โอเคဒါစီကျွန်တော်တို့ဗာလဲ if နဲ့ကျွန်တော်ဗာလို့လက်တာ exception handling လို့လက်တာပဲဒါစီ data program ကိုပြည့်စုံ program တစ်ခုကပြည့်စုံနေဆိုတာ ဂရုနိုင်နဲ့လောက်ရင်တော့တခြားလောက်ရင်တော့လူတွေညံသားညံသားနဲ့ဖြစ်နေပါလေ။များသောအားဖြင့်ကျွန်တော်တို့စကားတစ်ခုရှိတယ်။လုံုံနဲ့ system ဆိုတာမရှိဘူး။အမြဲတမ်းပေါ့ကြိုးကြအကြောင်း hacker တွေကဟန့်နိုင်တာပေါ့။ Okay မယ်နော်။ဒါအဲ့ဒီအစင်နေကျွန်တော်တို့မစင်သားဘူး။ကျွန်တော်တို့ဒီ beginner လို့လာမှာလား။ beginner or beginner ပဲ။ဟုတ်ပြီ။ချိုင်း or ချိုင်းကလေးရဲ့ကလေးစင်ရှိသေးတယ်လို့မှတ်ထားပြီလား။ဒီခြေနေကိုတက်တက်ရနားလည်ရ။ ဒါကျွန်တော်ဇုတ်ခွဲတင်ရမလို့နော်ဟာငါတက်နေရရစင်းတက်ကြီးလားစီမတ်တက်ကြီးလောစကားများဒါဆိုရင်တော့စီမတ်တက်နဲ့ logical မှာပဲ developer လောကမှာအငင်းပွားနေရစီမတ်တက်နဲ့ logical ကတက်တက်ခွဲတင်မလို့သဘောတရားတူတူပဲဟော logical အရာလို့ပဲပြောတယ်အဲ့လိုလည်းမဟုတ်ရမှုခလားစီမတ်တက်ဆိုတာအဓိပ္ပာယ်လွှဲမတာ logical ဆိုတာကိုယ့်ရဲ့အတွေးခေါ်တွေလွှဲမနေတာဟော okay ဘလို့ပြောပြောကျွန်တော်တို့ဒီအဲ့ဒါအကြောင်းလေးကိုလောလောဆယ် mix up ပြီးသားပြောပြကျွန်တော်တို့ကတကယ်တင်မဲ့ exception handle လေးဒါစီလဲကျွန်တော်တို့ exception ကိုမလုပ်လိုက်တာပဲလို့ handle လုပ်လိုက်တာပဲချွင်းချက်လေး โอเคကဲကျွန်တော်12မိနစ်တော့ရှိပြီကျွန်တော်အဲဒါလေးတွေတခါတည်းမိတ်ဆက်ပေးလိုက်မယ်နော်တခါတည်းပြီးတော့လည်းဒီပြိုးပဲကဲဆိုကြည့်မယ် combine တိုင်းဘယ်လိုအဲဒါဖြစ်တာလဲကြည့်မယ်ကျွန်တော်တို့ကဒါရှေ့မှာလဲတော့တခါလဲကဲဒီတော့သူ input method ဒီတော့ဒီမှာဟိုဖြတ်လိုက်ပြီ single quotation ကိုအမအောင်အပိတ်အဖွင့်မဲပါပြီအပိတ်မထည့်လိုက်ကြံနေခဲ့ကြည့်မယ် input method တွေဘယ်လိုလုံးလို့တော့လဲဆေးလိုက်ပြီနော်ဆေးပြီးတော့ run အော် run ကိုမ run ဘူး ကျွန်တော် run လိုက်တယ်သူ run လာ run ကိုမတော်တခါတည်းဒိုင်ရန်လို့ပြတယ် EO run why scan is strain letter အော် strain letter ထဲတဲ့ပုံနဲ့မှားနေတယ်တခါလေးပြတယ်ဒါစီကျွန်တော်တို့ပိုင်းတော့ဖိတင်လုပ်ပြီးထားတယ် IDN လေးဆိုတဲ့ ID လေးပါဗျာဟုတ်လား ID လေးကျွန်တော်ရှင်းပါလိုက်မိတ်ဆက်တင်ပေးပြီးသားပါနော်ဒါလေးတို့ချောင်းဒါ ID ရပြအဲ့ကျွန်တော်ဒီ combine နိုင်အဲ့ဒါပြောဟိုလိုပြောဒါအကြီးကိုပူတယ်လို့သူကသူပြ combine နိုင်မှာတက်နေရဆိုတော့ run ကို run မှာမဟုတ်အဲ့ဒါပေမဲ့အရေးမကြီးတော့မဟုတ်လေမရှင်းတဲ့ရင်အဲ့ဒီဟာနေမကြော်မှာမဟုတ် program run နေတယ် ဒါဒီကျွန်တော်တို့ပါအဲ့ဒါလဲဆို combine တိုင်းအဲ့ဒါ okay နောက်ခဏလေးပြန်လွန်ပြ combine တိုင်းအဲ့ဒါ okay combine တိုင်းအဲ့ဒါ combine တိုင်းအဲ့ဒါဆိုတော့ကျွန်တော်တို့ကဘယ်လိုဖြစ်မှာလဲကြည့်မယ်အဲ့ဆိုတိုင်းအနေနဲ့ပါတိုင်း combine တိုင်းအာတိုက်အနေနဲ့ဆိုဘာဖြစ်မလဲ syntax မှားနေတယ်လေဖွဲ့သီးတိစားပုံမှားဟုတ်တယ်နော်သူဒီ string မှာဗားတဲ့ခိုင်းတာတော့တပည့် quotation ကိုအမှကျွန်တော်တို့မကိုဒါဆို error ဆိုရင် command syntax error ဒါပဲကျွန်တော်တို့ကူ error တက်မယ်နောက်တော့ဗား error လဲဆိုရင် run time ကျွန်တော်တို့တက်ပြီးတော့နော် run time တက်ပြီးတော့တစ်ခုတည်းတက်ပြန်မျိုးစုံတက်နေလိမ့်မယ် run ဘီမှာအဲ့လိုအနီချောင်းကြီးနဲ့ကြာနိုင်မှာနိုင်ဘောတော့ blind man မှန်လူရင်းမှန်နေမှာဟလား run ဘီမှာအနီချောင်းကြီးတော့မှပြိုင်ပါတိုင်း run တိုင်း run တိုင်းနေမှာဘာမျိုးစားဘာမျိုးစားလာလုံနေတော့နေဟုတ်သဘောတရားကျွန်တော်တူတူပဲ commission ဆိုတာခုနကပုံစံပဲဂျာကန်လုံးဆောင်အောင်မေးဟာလေကျွန်တော်ကြံနေခဲ့ကျော်ကို commission ပေါ့ဗျာပွဲသားအမှားဟုတ်နောက်တစ်ခုက omission omission ကလည်းခြံခဲ့တာကြံခဲ့ ဘလို့ကြံခဲ့ရမှာကျွန်တော်တို့ရှိမှပြောပြီးတာအင်တာနက်က data တောင်းနေဒါ run နေရပဲနော်ဘောင်လာတာ software ကိုမျက်စိရနေတယ်အဲ့ run နေလေ run လို့ပဲဖိုင်နေတာ land down နေ land down နေတဲ့ချိန်မှာ internet connection ကျတယ်ဒါဒီမထင်မှမထားတဲ့အဲ့ဒါ if internet connection ကကျခဲ့ရဆိုရင်ဘာလုပ်မလဲဘာလုပ်မလဲ if run နေတဲ့ချိန်မှာ internet connection ကျသွားခဲ့ဒါမှမဟုတ်ဘက်က admin ဖိုင်ကြီးကို server ဖိုင်ကြီးဖျက်ပစ်လိုက်ခဲ့ရင်ကျွန်တော်တို့ down လို့ရအောင်မလား များတော့တက်တက်ဆန်ဆန်အဲ့အချိန်မှာပဲ download download link တန်တန်ကုန်ပြီးတော့ download link ပြတ်သွားတယ်ဆိုရင်ကျွန်တော်တို့ဘာဖြစ်မလဲ download မြန်ဒါဆိုကျွန်တော်တို့ commission နဲ့ omission နဲ့ခွဲမယ် runtime error လာမယ် runtime error ဒီခက်ခဲတဲ့ထင်ပါလေပါ runtime နဲ့ logic ကဟုတ်ခုနလို runtime ဆိုရင်တော့မခက်ဘူးလေတွေ့သူပြတယ်တချို့ error လေ ID ကကူညီတယ်ဒါဒီတော့အခြေခံ ID ပဲရှိရတယ်ကဲ VS Code တို့ကျွန်တော်တို့ addan တို့အဲပိုင်ခွန်းဟုတ်လားအဲ့ဒီသုံးတဲ့ချက်ကိုပို့ပြီးတော့အထောက်ကူပြီးအဲကြောင့်ကျွန်တော် ID နဲ့တကယ် professional ID နဲ့ရေးတယ်ဒီလို no blood blood နဲ့တော့ရေးဘူး တည်တည်မောမောပဲရင်းရင်โอเคမလားဟုတ်ပြီအဲဆိုရင်ကျွန်တော်တို့စီမန့်တက်စီမန့်တက်ကတော့ကျွန်တော်တို့ရှေ့မှာပြောခဲ့တဲ့လိုပဲဒါဆိုဂရိတ်တာမဒါတော့ပေါင်းနဲ့နှုတ်တဲ့နေရာတွေပေါ့ဗျာနော်စီမန့်စတင်တဲ့ logic ကိုကျွန်တော်ဒါအရင်မခွဲတော့ရှိတယ်လို့ပဲမှတ်ထားပေးဟုတ်လားအခုနောက်လို့ error ရရင်နော်ကဲဆိုတော့နောက်ထပ်တစ်ခုဒါဆိုရင်ကျွန်တော်တို့ဘာ error လဲဆိုရင်ကဲတော့တော့ဘဲလူးလို့ရတာဒီမှာဘဲလူးလို့ရတာဟုတ်လားဒီဘဲလူးကိုဒီနေရာမှာမှားပုံမှားနေပြကဲဒီဘဲလူးကိုကျွန်တော်ဆက်လုံးပေါင်းမှား ် VN ယူပြီး VN EU ဒီ values ဟုတ်ပြီစစ်ကြည့် run program run လာကြည့် program run နေနော် program run နေနော် run နေကျွန်တော်တို့ error လုပ်ခဲ့တာဒီပြင်နာမှာ program run နေကျွန်တော်မှန်မှန်ကန်ကန်ရရသူစစ်ဟုတ်လားသူစစ်မဲ့ချင်ပါ fire sorry sorry ကျွန်တော်ဒီထဲကိုလာရမယ်ဒီထဲကိုလာရ fire ဟာအဲ့ရနဲ့အဲ့ရနဲ့တို့လားအော် line 7တို့က line number ပြကြရင်ဆိုတော့တခါတည်းဒီမှာခါပြလာ ရှိုးကိုရှိုးလိုင်းနံပါလိုင်းနံပါပြလိုင်းနံပါခွန်းနဲ့လိုင်းနံပါခွန်းမှာပဲဒါလေးတက်တယ်အဲ့လိုဝင်လို့ရနော် option option high high line နံပါဒါလေး ID လေးတွေသုံးတောင်းလို့ရပါနော်ကြာရှိတော့ ID သုံးပြပုံကြီးပြပြီးတော့ပြနေပါတယ်နော် okay မင်းအဲ့လို value ရဲ့ဘူးရန်ယူရာ name error ဟောတခါလေးပါဒါဒီလေတိုင်းရနေနေဆိုပါရတယ် run time error ဟုတ်လားအောက်ကတိုင်းရနေနေဆိုဘာမျိုးစားလဲဆိုရင် semantic semantic ကို syntax ပေါ့သူလည်း date ပဲမှာ အဲ့ကြောင့် semantic logic ကဟိုလိုဒါဘယ်လိုပြောမလဲ program တွေအများကြီးရေးမှခွဲခြင်းနဲ့ခွဲ beginner နေနဲ့အလောက်အယုံမဆိုင်တော့နဲ့ semantic ဆိုတာ derived meaning တွေမှာတယ်အဲပေါင်းကျွန်တော်တို့ပေါင်းပြီးမှနှုတ်အောင်မရအောင်နှုတ်ပြီးပေါင်းတယ်အဲ့ဒီပုံစံလေးကိုကျွန်တော် semantic လို့ခေါ်တယ် logic ကတော့ဒါ logic ပိုင်းဆိုင်မှာတာခါကျွန်တော် logical error တွေမသုံးသင့်တဲ့နေရာတွေသုံးတယ်သုံးရမယ့်နေရာမှာမမငငမသုံးတတ်ဘူးအားတွေကျွန်တော် logical error ဟုတ်ကဲ့နော်ဟောပြရကျွန်တော်တို့ error ပေါင်းများဆိုတော့လေ နားလည်ပြီးလို့ယူဆတယ်ဗျပြီးရင်ကျွန်တော်တို့ဒီ if နဲ့ဒါကျွန်တော်တို့ if နဲ့ကျွန်တော်ဘာလုပ်ရလဲ handle လုပ်ရကျွန်တော်ဒီ find ကိုဖြတ်လိုက်အောင်ဖြတ်လိုက်အောင် ven ven uv လို့ဟုတ်မလား find ဗါဒီ blue ven ပုံမှန် run သွားတယ် okay ဒီ chain ကိုကျွန်တော်တို့ update လုပ်ပြီးထွက်သွားတယ်တကယ် exception handle လေးကဘာနဲ့ handle လုပ်လဲဆို twine exception okay ကြည့်မယ် okay နော်နောက်တစ်ခေါက်တင်ရအောင်ကြည့် okay thank you ဗျာနည်းနည်းများပါ